မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရင်ဥတရင်တူမြောင်ကိုအချိန်နဲ့ပြည်ညီပြင်ဆက်ပေးနေရမယ့်ဖြစ်ပါရရှင်။ရခုတ်ခါမှာတော့အမြောက်တက်အနေတို့တက်ဆုပ်လာသည့်စစ်ကြောင်းကိုလေးကြောင်းမှမာရန်ပုံစဲ၍စစ်ကောင်စီတပ်ဖွဲ့ဝင်တိုက်ဆုံမှုများပြားဆိုတဲ့တရင်အပဝင်နောက်ဆုံးရတဲ့တရင်မြောင်ကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ ARD တိုင်းဟင်္ဒရာခိုင်အင်ကပူမြို့နယ်ကွင်းကောက်ပတ်ချံပန်းတော်ကြီးကြီးရွာသို့တက်ဆုံလာသည့်စစ်ကောင်စီစစ်ကြောင်းကိုလေကြောင်းမှမှောင်ရင်ပုံကျဲခဲ့ကြောင်းသိရသည်ပန်းတော်ကြီးကြီးရွာပေါလုံကွင်းအနီးတက်ဆုံလာသည့်စစ်ကြောင်းကိုရှမန်နီမက်လ24ရက်နေ့တွင်စစ်ကောင်စီကလေကြောင်းမှပုံမှားကျဲမိသည့်ပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်တိုက်ဆုံမှုများပြားခဲ့ကြောင်းဒေသတွင်ရင်းမြစ်ထံမှသိရသည် တက်ဆုတ်လာတဲ့စစ်ကြောင်းကို၄ကြောင်းကမှာကျဲတာစစ်ကြောင်းတစ်ခုလုံးနေပါသေးသွားတယ်။အမြောက်တက်ဆုတ်လို့တော့ပြောတယ်ဟုဒေသသတင်းရင်းမြစ်က ERA Time ကိုပြောသည်။မြောက်ဆန်းအမြောက်တန်း344အထိကအမြောက်တက်ဆုတ်သည်ဒေါ်လင်ပူပေါင်းတက်ဖွဲ့များ၏ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်မြောက်ဆန်းအမြောက်တက်အနေဖြင့်တရွာချင်းတက်ဆုတ်လာရပြီးရမန်နီကပန်တော့ကြီးရွာပေါ်လုံးကွင်းအတွင်အခြေပြုတက်ဆွဲလိုက်ကြောင်းသိရသည်။ တက်ဆုတ်လာသည့်အမြောက်တက်ဆူကိုတော်လိုင်းတက်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုင်းနေရာစစ်ကောင်စီကလေးချောင်းမှဘုံကျဲခုခံနေပြီး၎င်းတို့စစ်ကြောင်းကိုမှောင်ရင်ဘုံကျဲချမိခြင်းဖြစ်ကြောင်းသိရသည်။ အဲ့ဒီဘက်ကလက်ရှိမှာဖုန်းလိုင်းတွေပြန်နေပြီလိုင်းသေးချမရဘူးဖြစ်နေတာစစ်ကြောင်းဘော်ကိုလေရင်ကမှားပြီးဘုံကျဲမိတာအတော်သေးတယ်သေတာကတော့သေချတယ်အရေးအတွက်အတိအကျကတော့ဖုန်းလိုင်းမရတဲ့အတွက်စုံစမ်းနေတော့မယ်ဟုပိုကြီးစင်ရောကအတည်ပြုပြောကြတယ်စစ်ကောင်စီအမြောက်တပ်သားမကစခန်းငယ်တချို့ကွင်းကလေးရွှေလောင်းချင်းကျေးရွာများမှာ ၊ကွေးပြင်တောင်နှင့်မကြီးကုန်းကျေးရွာအထိတက်ဆုပ်ပြီးစာတင်ကြောင်းများတွင်ခြေပြုနေထိုင်နေကြောင်းသိရသည်။အမြောက်တပ်နှင့်ကလျန်စစ်ကောင်စီတိရကုန်းမြင့်စခန်းကိုတော်လိန်ပူပေါင်းတပ်များကလာရောက်တိုက်ခိုက်မိကိုစိုးရိမ်နေရပြီးခံစစ်ပြင်းစင်နေကြောင်းသိရသည်။လက်ရှိတွင်ရခိုင်ရုံမအစံနှင့်ရေကြည်လေးမျက်နှာမျိုးကြားတိုက်ပွဲများပြင်းထန်လာ၍ဒေသခံများငတိုင်းချောင်းမျိုးပေါ်နှင့်ရေကြည်မျိုးများအတွင်သို့စစ်ပေးဆောင်ထွက်ပြေးနေရကြောင်းဒေသခံများထံမှသိရှိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်ကောင်စီစစ်မနိုင်တော့ဟုထိုင်းလွတ်တော်၏နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင်အချက်၅ချက်ဖြင့်ပမကဒေါက်တာဆက်ချရီအဘူဇာကမှတ်ချက်ပြုဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသောတိုက်ပွဲများတွင်မြန်မာစစ်တပ်ကစစ်အနိုင်မရနိုင်သောကြောင့်ထိုင်းလွတ်တော်တွင်ပြုလုပ်ခဲ့သည့်နေဆက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင်အချက်၅ချက်ဖြင့်ပမောက်ကဒေါက်တာဆက်ချရီအဘူဇာကဆိုလိုက်သည် ပမောကဒေါက်တာဇက်ထရီအပူဇာသည်အမေရိကန်ပြည်သူဝါရှင်တန် DC ရှေ့ဆိုင် National War College မှပမောကတူဖြစ်ပြီးမတ်လ22ရက်နေ့မှမတ်လ23ရက်ထိထိုင်းလွတ်တော်ရင်ကျင်းပသောတည်တံ့ခိုင်မြဲသောညီဝတ်ချင်းနှင့်လုံခြုံရေးတိုးတက်အောင်မြင်စေခြင်းထိုင်းနှင့်အာဆီယံ၏နေဆက်တည်ငြိမ်မှုနှင့်ဒီမိုကရေစီတို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲတွင်၎င်းကအထက်ပါတိုင်ပြောဆိုခဲ့ခြင်းဖြစ်သည် ်မြန်မာစစ်တပ်အနေဖြင့်ယခုတိုက်နေသည့်စစ်ပွဲကိုအနိုင်ရမည်မဟုတ်ကြောင်းမနိုင်နိုင်သည့်စစ်ပွဲကိုအလွန်ကျွံတိုက်နေခြင်းဖြစ်ပြီးအဆိုပါလုပ်ရကြောင်းတိုင်းနိုင်ငံလုံး၎င်းတို့နှင့်အတူဆွေးချနေခြင်းဖြစ်ကြောင်းစစ်တပ်အနေဖြင့်အနိုင်မရနိုင်သည့်စစ်ဖြစ်သည်ဆိုသည်ကိုအထောက်အကြားငါးချက်ကပြသနေကြောင်း၎င်းကဆိုသည် ပထမအချက်အနေဖြင့်မြန်မာစစ်တပ်ကနိုင်ငံအနှံ့ပြားကျဲ့ပြန့်များပြားစွာစစ်မျက်နှာဖွင့်ပြီးတပ်ဖြန့်ထားရကြောင်းဒုတိယအနေဖြင့်လူအင်အားပြက်လက်မှုစုစုရရင်ဆိုင်နေရပြီးမြို့တို့အချိန်ဟုန်ပြင်း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 ပြဿနာကိုကင်တွယ်ရန်စူးစမ်းစေကမှုဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ထို့ပြင်စစ်တပ်ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်များပြုပြင်နေကြောင်းမြန်မာစစ်တပ်မှရခိုင်ကတက်စကန်ပေါင်း900ကျော်ဖြင့်တိုင်းပြည်ကိုသိမ်းပိုက်ထိန်းချုပ်ထားခဲ့ကြောင်းလက်ရှိချိန်နေရအဆိုပါစစ်တပ်တက်စကန်အများပြားကိုပြန်လည်ထောက်ပံ့ခြင်းသို့မဟုတ်ပြန်လည်လက်နက်တပ်ဆင်ခြင်းမပြုနိုင်ကြောင်းထောက်ပံ့ရေးလိုင်းများဖြတ်တောက်ခံနေရပြီးအဆိုပါစစ်တပ်စကန်များကိုထိန်းသိမ်းထားနိုင်ရန်လုံလောက်သည့်လေကြောင်းနှင့်တည်ယူပို့ဆောင်ရေးရဟယင်းအရေးအတွက်လည်းမလုံလောက်ကြောင်းသိရှိရသည် စရုပ်ရအခြေအနေဖြင့်စတက်အတွက်အရေးကြီးဆုံးဖြစ်သည့်ကောင်းရေးပစ္စည်းစေယုံ24ရုံရှိပြီး ရခိုင်တပ်မတော် AA နဲ့မဟာမိတ်တော်လင်းတပ်များကရင်းစက်ရုံများနဲ့နေတဲ့နေအောင်ပုံဝင်ရောက်လာနေကြောင်းအဆိုပါစက်ရုံများကိုတိုက်ခိုက်သိမ်းပိုင်ရင်မလို့အပ်ဘဲထောက်ပံ့ရေးဖြတ်တောင်းနိုင်ကြောင်း၎င်းကဆိုသည်ထို့ပြင်မြန်မာစစ်တပ်တွင်မငြိမ်းချမ်းမှုများမှာနှက်ရှိုင်းမီကွဲထွက်နေကြကြောင်းမြန်မာစစ်တပ်တွင်လေးချောင်းအာသာချက်ရှိတော်လဲစည်ရည်ရည်ချက်အတွက်မတုံးပဲအရက်သာပြည်သူများထိခိုက်စေရန်ကြောက်ရွံ့စေရန်လှုံ့ဆော်လျက်ရှိကြောင်းသိရှိရသည် ်စစ်ကောင်စီအနေဖြင့်ရင်းမြင့်များဆုံးရှုံးလာနေပြီးအဆိုပါဆုံးရှုံးမှုများကိုပြန်လည်ဖြေစီရန်တခြားဝင်ွေအရင်းမြင့်များမရှိတော့ကြောင်းရင်းအခြေအနေကိုဖြစ်လာစေခြင်းကမြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်ပြီးစစ်တပ်ရက်ဆက်စံကြုံသည့်အလုပ်ရများကမြမစီဝိုင်းကိုဖျက်ဆီးလိုက်ကြောင်းရခိုင်ကစစ်တပ်တွင်ဝင်ငွေရရှိနိုင်သည့်အရင်းနှင့်များစွာရှိပြီးယခုအခါတွင်မူအဆိုပါအရင်းနှင့်များစွာပျောက်ဆုံးသောကြောင့်၎င်းကထောက်ပြပြောဆိုသွားပါရဲ့ရှင်။ ဆက်လက်ပြီးလေးမျက်နာကစစ်ကောင်စီကာကင်စကန်ခုကိုအေးသိမ့်ပိုက်ဆိုတဲ့တင်ပေဖြစ်ပါရဲ့ရှင်။ ARA တိုင်းလေမျက်နှာမျိုးနဲ့မှစစ်ကောင်စီကာကင်စကန်ကိုအရခတက်မရောနဲ့ပူပေါင်းတက်များကတင်ပိုင်လိုက်ကြောင်းစစ်ရေးတရင်ရင့်မြင့်များထံကသိရသည်လေမျက်နှာမျိုးနဲ့ပသိမ်မုံရွာကာလန်ဘေးဆက်ဆက်ရွေရွာနဲ့တုံတော်ရွာတို့တွင်ပြီးခဲ့သည့် match လ16ရက်မှာစ၍တိုက်ပွဲများပြင်းထန်ခဲ့ပြီး match လ24ရက်တွင် တုံတော်ရွာကာကင်စကန်ကိုတင်ပိုင်လိုက်ခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင့်မြင့်သူကပြောသည် လက်ရှိလေးမျက်နာမျိုးနဲ့ဝါတော်ခွင်းကြေးရွာအနေတွင်တိုက်ပွဲများပြင်းထန်နေသည်စစ်ကောင်စီကလည်းလေးချောင်းပစ်ကူတို့ဖြင့်အပြင်းထန်ခုခံနေပြီးအရက်သားများနေထိုင်ရာကြေးရွာများသို့ကြားရောက်သည့်ဖြင့်ထိခိုက်ဒေဆုံးမှုများလည်းရှိနေကြောင်းသိရသည် မင်းကမနက်ပိုင်းမှာဝါဇီကုံရွာကိုလေချောင်းတိုက်ခိုက်တယ်။ညဘက်ကျတော့ကြောက်ကြီးကုံဘက်ကိုထပ်ပြီးတိုက်ခိုက်တယ်။ဒေသခံနှစ်ယောက်သေးတယ်။တော်တော်များများတန်ရရတယ်ဟုသတင်းရင်းမြစ်ကပြောတယ်။လက်ရှိ AR တိုင်းအတွင်း AA နဲ့ပူပေါင်းတပ်များဤထိုးစေးကြောင်းရေကြီးငတိုင်းချောင်းတာပေါင်းလေးမျက်နှာမျိုးနယ်များတွင်တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစက်တက်လေးတွေဇက်တိုက်လေးရင်များဖြင့်အပြင်းထန်ပုံကျဲတိုက်ခိုက်နေသည်။ ရခုဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ပခုတ်ကူမှာပကန်းတို့စစ်ကူသွားသည့်စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီးတက်ချက်ကြီးတွေအပါ၁၄ဦးထပ်မနေတည်ဆုံဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။မကွေးတိုင်းရေစကြိုမျိုးနဲ့ပခုတ်ကူမျိုးကနေပကန်းမျိုးကိုစစ်ကူသွားတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအနည်းဆုံး14ရောက်တိဆုံသွားတယ်လို့ Southernwide SO PDF တောင်းခံကိုအောင်မောင်ကမောင်ကိုပြောပါရယ်ပြီးခဲ့တဲ့ match လ18ရက်နေ့ညနေ3:00နာရီဝန်းကျင်အချိန်မှာကျမ်းမာတက်ဆင်ထားတဲ့ကြီးကားကနဲ့စစ်ကူသွားတဲ့အင်အား20ဝန်းကျင်ရှိစစ်ကြောင်းကိုဈာဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်တိုက်ခိုက်စဉ်မှာတော်လင်းရဲဘော်တွေဘက်ကပြစ်လွတ်လိုက်တဲ့ RPG ဟာအဆိုပါကားတိုက်တဲ့ကို ထိမှန်သွားလို့ပြင်းထန်စွာပေါက်ကဲခဲ့တယ်လို့သိရပါရယ် ဒါအပြင်နောက်ထပ်40မမပုံဒီသုံးလုံးကိုလည်းကားနောက်ဖင်အတွင်ဝင်အောင်ပြက်ခတ်နိုင်ခဲ့ပြီးဒီပိုင်းနဲ့လက်နက်ငယ်တွေနဲ့ပါချီကကားရဲ့အရှိကောင်းနောက်ဖင်ကိုအပြန်ပြက်ခတ်နိုင်ခဲ့တယ်လို့သိရပါဗျ။တိုက်ခိုင်းမှုမှာစစ်ကောင်စီဘက်က100တက်တက်တက်ကြကြီးနိုင်နဲ့235တက်ကတက်ကြကြီးနေဝင်အပါဝင်အနည်းဆုံး14ရောက်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။တကယ်ဆိုမျက်မြင်ကတိထက်ပိုများပါတယ်ဖရဲသည့်သတင်းတွေရချင်းရေးထားတာပါလို့ရဲဘော်အောင်မောင်ကဆိုပါတယ် အရင်နောက်ကြီကကားကိုစီးနိုင်လို့အချိန်မှာစာသင်းဝင် SO ရဲ့စစ်ကြောင်းမှုဖြစ်သူကလက်နဲ့ error ကြောင့်ပြင်းထန်တန်ရရကအသက်အန္တရာယ်ဆိုရင်ရတာကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်တိုက်ပွဲအနီးအနားမှာ GDC နဲ့ပန်းတိုင်းချုံခွေးကိတ်ရှိတယ်။အဲဒီနှစ်ခုကမီတာတစ်ထောင်ပဲဝေးတာ။ရဲဘော်တွေအခြေအနေကတည်နိုင်တာမို့နောက်ဆုတ်ခဲတယ်။စခရီကတော့နောက်တစ်နိုင်ခွဲလောက်မှစစ်ကူရောက်လာတယ်။ရဲဘော်ကတော့တတ်တာလာပါပြီလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတော့စောင်းတန်းလူရဲ့တပ်ပေါင်းစု ဖြစ်တဲ့စောင်းတန်း YSO PDF ပြည်သူ့အာမန် PDF ရေစကြို Revolution Group YRG တောင်းညီနောင်းတောင်းစစ်တီ King Cobra နဲ့ရေစကြိုမြို့နယ်ပလဖာတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အနာသိစစ်ကောင်းဆောင်ကိုဒေတာရင်းနိုင်ငံတွေအတိအမှတ်ပြုလာနေပြီလားဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ လာမယ့်ဧပြီမှာထိုင်းနိုင်ငံကဥဆောင်ကျင်းပမယ့်ဘင်္ဂလားပင်လယ်အော်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSDEC ရဲ့၆ချိန်မြောက်ထိပ်သီးအစည်းအဝေးမှာမြန်မာစစ်ကောင်ဆောင်ကိုဖိတ်ကြားထားတယ်လို့ထိုင်းသတင်းတချို့ကဖော်ပြပါဗျာ။ ဧပြီ3ရက်နေ့ကနေ၄ရက်နေ့ထိကျင်းပမယ့်အရေးအစည်းအဝေးကိုအနာသိမ့်စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ကတက်ရောက်ဖို့ရှိနေတာမို့အနာသိမ့်မှုတွင်ပထမဆုံးအကြိမ်ထိုင်းနိုင်ငံကိုလာရောက်ဖို့ရှိနေတာပါ။ဗင်္ဂလားပင်လယ်အော်ဒေသတွင်နိုင်ငံတွေရဲ့နှိပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်ပြီး BIMSD စီအဖွဲ့မှထိုင်း၊မြန်မာ၊သီရီလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယ၊နီပေါ်နဲ့ဘူတန်နိုင်ငံတို့ပါဝင်ပြီးအဖွဲ့ဝင်နိုင်ငံတွေရဲ့ကောင်ဆောင်တွေကိုဖိတ်ကြားထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောင်းအလုသမားအရေးတက်ကြွလှူရှားသူဦးအောင်ကျော်ကအာနာဒိန်စစ်တပ်ကိုဗဲနိုင်ငံကမှမြန်မာနိုင်ငံရဲ့တရားဝင်ဆိုရဖြင့်အတိမတ်ပြုထားတာမရှိတဲ့ပေါ်အခုလိုဖိတ်ကြားတာဟာမသိညော်ဘူးလို့သူ့ရဲ့အမြင်ကိုပြောပြပါဗျာ